ရွေးကောက်ပွဲဥပဒေနဲ့ပါတီမတ်ပုံတင်ဥပဒေနေဥပဒေတွေကိုကျော်လွန်ပြီးစစ်တပ်ပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးဟာစက်တင်ဘာလ28ရက်မှာမဲဆွယ်စည်းရုံးနာကိုစတင်လှုပ်ဆောင်နေပါတယ်ရွေးကောက်ပွဲမကျင်းပခင်ရပ်ပေါင်း60အတွင်းမှသာမဲဆွယ်စည်းရုံးရမယ်လို့ဥပဒေကပြဋ္ဌာန်းထားတဲ့အပြင်စစ်ကောင်စီဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းမဲဆွယ်ခွင့်ကာလကိုလက်ရှိမှာတတ်မှတ်ကျင်ညာပေးတာမရှိသေးပါဘူး။ UEC ကမဲဆွယ်ကာလာကိုတတ်မှတ်မပေးခင်စက်တင်ဘာလ28ရက်ညပိုင်းမှာဦးခင်ကြီးကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေတဆင့်အချိန်10မိနစ်ခွဲဝန်းကျင်ရှိတဲ့ဟောပြောချက်ရုပ်သံဖိုင်ကိုတင်ခဲ့တာကိုတွေ့ရပါတယ်။နောက်ထောင်ကောင်ရုံတက်တက်စံပုတ်တွေလိုအလွတ်ရွပြနေမဲ့အစားအရွေးရှိတဲ့ရလက်ကောင်တွေကိုအကောင့်ထဲပို့ဖို့အရေးချင်းရှိတဲ့လူပုတ်ကိုယ်တွေအပြည့်အဝရှိတယ်လို့ဥခင်ကြီးကရုပ်တံဖိုင်မှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေမဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်လို့နိုင်ငံမာရေဒီယိုနဲ့ရုံးမြင့်တန်ကြားအစီအစဉ်တွေကတဆင့်ဟောပြောတင်ပြချက်တွေကိုလာမယ့်အော်တိုဘားလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိခွင့်ပြုပေးသွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာ။